ေကွာတော့မေကွာအောက်မှာရေးထားပါတယ်ဆရာအပေါ်ကစာရီကတော့ဖတ်ဖတ်ပြပေးပါဆရာ yeah ဆရာဆရာစကန်တော့ရမှာတော့ငါမကြာခဏလှူဒန်းမှုပါတယ်ဗျာတဲ့ဩဆွေးနေကြာကတော့တဲ့ဟိုဆွေးဆရာချင်းစင်းဘဝနဲ့လေတရားအထုတ်ပြီးတရားဆွေးနွေးပြီးသာသနာပြုနေတဲ့အတွက်လေးစားဥညွှန်းရပါတယ်တဲ့ တကူလောက်မေးပြစီရှင်တဲ့အဲနိဗ္ဗာန်ဆိုတာတဲ့နတ်ပြည်ကဘုံဘိမှန်တွေလို့နန်းဆောင်တခုလားတဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာအဲ့ဒီနေရာကိုရောက်သွားတာလားကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာကိလေသာကင်းစင်အောင်အားထုတ်နိုင်လို့အငြိမ့်ထက်ရသွားတာကိုနိဗ္ဗာန်ရောက်တယ်လို့ခေါ်တာလားဆရာလို့မိထားပါတယ်ရှင်ကျွန်တော်တို့မှာနောက်9မိနစ်ရှိပါတယ်နောက်9မိနစ်မှာ ကျွန်တော်က3နာရီလောက်ရှင်းပြရတဲ့ခင်ကိစ္စတစ်ခုရှင်းပြရမယ်9မိနစ်အတွင်းမှာရှင်းပြရတာတော်တော်ခက်ခဲပါတယ်နော်နိဗ္ဗာန်ဆိုတဲ့ဟာဘယ်ဟာလဲဆိုပြီးတော့ရှင်းပြတော့တော်တော်ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်ကလူရင်တူရှင်ပြကြည့်မယ်ခင်ပြတို့ကစဉ်းစားလိုက်ပြီးတော့နောက်နှစ်ပတ်ကြာပြီးရင်တော့လာပြီးတော့ပြန်မိကြပါနော်ပြန်မိကြပါနားမလည်ရင်ပြန်မိကြမယ်စဉ်းစားကြည့်ရမယ် နိဗ္ဗာန်ဆိုတဲ့ဟာနေရမဟုတ်ပါဘူးနော်နိဗ္ဗာန်ဆိုတဲ့ဟာနေရမဟုတ်ပါဘူးမြို့လည်းမဟုတ်ပါဘူးအခန်းတစ်ခန်းလည်းမဟုတ်ပါဘူးဘုံတစ်ဘုံလည်းမဟုတ်ပါဘူးဇေယျလည်းမဟုတ်ပါဘူးနော်နပီကဘုံပိန်မှလည်းမဟုတ်ပါဘူးနော်ကျွန်တော်တို့ကပထမအဖြစ်နိဗ္ဗာန်တဘောပေါအောင် ပထမအဖြစ်အခုဒီလောကကိုသဘောပေါက်ရမယ်ဒီလောကဆိုတာဘာလဲဒီလောကမှာဘာရှိလဲဆိုပြီးတော့ပထမသဘောပေါက်ရမယ်ဘာသဘောပေါက်မလဲဘာမှမရှိဘူးလို့သဘောပေါက်ရမယ်ဘာမှမရှိပါဘူးဒီလောကမှာဘာမှမရှိဘူးဒီမှာပျက်စီးစရာဘာမှမရှိပါဘူးနော်ဒီခနာကိုကဖြစ်စီစီရမရှိပါဘူး။မာကျောင်းလဲဆိုတော့ဒီခနာကိုဆိုတာမရှိပါဘူး။ဒီခနာကိုဆိုတာက ဖြစ်တဲ့ပြတဲ့ classy တွေရုပ်အာရုပ်အပိုင်းတတိလေးတွေအနမျိုးလေးတွေရှိပါတယ်အနမျိုးလေးတွေက classy တွေမဟုတ်ပါဘူးနော် classy တွေကအနမျိုး classy တွေမှာအနမျိုးဖြစ်ပေါ်လာတယ်အဲ့တော့ဒီခဏကုန်မှာအနမျိုးလေးတွေ classy တွေရှိပါတယ်ဒီဟာတွေအကောင်လုံးပြောင်းလဲနေတာပဲခဏကုဆိုရဟာမရှိပါဘူးနော်ခင်ဗျာကိုဆိုရဲဟာကျွန်တော်တို့ကပိညာအနေနဲ့ပဲအခေါ်အဝေါ်အနေနဲ့ပဲခေါ်တာပဲ တမကနာကုဆရဟမရှိပါဘူးစပင်ဝိညာဉ်လက်တဲ့ချစ်တဲ့တော့အေးစသဖြင့်လည်းမရှိပါဘူးဘာတွေရှိလဲဆိုပြီးတော့ပထဝီဓာလေးတဲ့တဘောအဘောဓာယူစီတဲ့တဘောဒေဆွန်ဒေဇောဓာပူတဲ့တဘောပြီးတော့ဝါယောဓာလှုပ်ရှားတဲ့တဘောအဲ့ဒီတဘော၄ပါးပဲရှိပါတယ်တခြားဟာမရှိပါဘူးဒါဆိုဒီလောကမှာဆိုတဲ့ဟာဘာမှမရှိပါဘူးဖြစ်ပျက်တဲ့တဘောပဲရှိ အဲ့ဒီဖြစ်ပြတဲ့အဲ့ဒီဘာမှမရှိတဲ့သဘောကိုကျွန်တော်တို့ကသဘောပေါက်မှပဲနိဗ္ဗာန်သဘောကိုသဘောပေါက်လို့ရပါတယ်ဒီလောကမှာဘာမှမရှိဘူးဆိုလို့ရှိရင်နိဗ္ဗာန်မှာဘာလို့ရှိမလဲဒီလောကမှာငါဆိုတဲ့ဟာမရှိဘူးဆိုရင်ယုံဆိုတဲ့ဟာလည်းဓာကြီးလေးပါပဲဖြစ်ပြတာပဲဆိုရင်နိဗ္ဗာန်မှာဘာလို့ရှိနိုင်မလဲဗော့ ဒီလောကမှာဆေးဆိုတဲ့ဟာဖြစ်ဖြစ်တဲ့ခဏလေးတွေပဲဆိုရင်နိဗ္ဗာန်မှာဘာလောက်ရှိနိုင်မလဲပေါ့ဒီလောကမှာပစ္စည်းစရာပစ္စည်းလည်းမရှိတယ်လို့ပဲဒီလောကမှာ ဖြစ်ပေါ်လာတဲ့ပစ္စည်းလည်းမရှိပါဘူးအကုန်လုံးဟာသမုတ်ပညာအခေါ် award တွေပဲရှိပါတယ်နော်ယောတော်ဟုတ်တယ်ရှိတယ်စေတော်ဟုတ်တယ်ရှိတယ်ဒါပေမဲ့အဲ့ဒီ core award ထားတဲ့ ပစ္စည်းတွေတော့မရှိပါဘူးကျွန်တော်တို့ကချင်းချင်းသာသာနေနိုင်အောင်တော့ခေါ်ဝေါ်ရမှာပေါ့နော်ငါဆိုတဲ့ဟာအခေါ်အဝေါ်ရှိပါတယ်ဒါပေမဲ့ငါဆိုတဲ့ဟာတော့တသက်မရှိပါဘူးနေပါမှာဆိုရင်တော့ဒီဖြစ်ပြတဲ့ဟာလည်းမရှိဘူးဒီအခေါ်အဝေါ်လည်းမရှိပါဘူးကျန်တဲ့ဟာနဲ့ဒီလောကနဲ့အတူတူပါဒီလောကမှာ

ဒီလောကမှာချမ်းသာတဲ့မြင်တဲ့ယုတ်ကြားရတဲ့အတန်အနန္တရာတဲ့အနတ်အာအရာသာတွေ့ရတဲ့အရာသာတွေ့ထရတဲ့တွေ့ထမှုစိတ်ကူရတဲ့စိတ်ကူချမ်းသာတဲ့ဟာမှမရှိပါဘူးချမ်းသာတယ်ဆိုတာအစွဲယူလိုက်ပြီးတော့ချမ်းသာနိုင်တဲ့ဟာပေါ့ ဒီမှာအဲ့လိုချမ်းသာတဲ့ဟာမရှိဘူး။ဘာလို့ဆိုတော့အကုန်လုံးခဏတိုင်းခဏတိုင်းပြောင်းလဲနေပါတယ်။ဒီလိုလဲနေပါမှာအဲ့လိုချမ်းသာတဲ့မြင်တဲ့ကြားတဲ့အနံတွေ့ရတဲ့အသာအရသာတွေ့ရတဲ့တွေ့ထရတဲ့စိတ်ကူးရတဲ့အယောင်အာယုံလဲနေပါမှာမရှိပါဘူး။အဲ့လိုဖြင့်နေပါရောဒီလောကရော အတူတူပါပဲ။ကျွဆောတော့မတူဘူးပေါ့။ ကျဆောဘယ်လိုမတူဘူးလဲဒီလောကမှာအဲ့ဒီဖြစ်ပျက်တဲ့ယုတ်လေးတွေစိတ်လေးတွေတော့ရှိပါတယ်ဒီလောကမှာယုတ်သေးယုတ်လေးတွေရှိပါတယ်ဘယ်သူကယုတ်သေးယုတ်လဲကျွန်တော်ကယုတ်သေးယုတ်လေးဖြစ်ပါတယ်ခင်ဗျားတို့လည်းအကောင်လုံးဟာယုတ်သေးယုတ်လေးတွေဖြစ်ပါတယ်နော်ဘယ်သူရဲ့ယုတ်သေးယုတ်တွေလဲဒီယုတ်သေးယုတ်တွေကိုဘယ်သူဘယ်သူကအုပ်ချုပ်ပြီးလဲအဝိဇ္ဇာမတင်မိုင်းမှန်မှုကအုပ်ချုပ်ပြလိုက်တယ်နော်ကျွန်တော်တို့ကအဝိဇ္ဇာတွေရဲ့ ယုတ်တိယုတ်ပဲဖြစ်ပါတယ်နော်နိဗ္ဗာန်မှာတော့ယုတ်တိယုံမရှိပါဘူးနိဗ္ဗာန်မှာတော့ယုတ်တိယုံမရှိပါဘူးနိဗ္ဗာန်မှာငါဆိုတဲ့ဟာမရှိပါဘူးနော်ကံပြာတို့လည်းနိဗ္ဗာန်မှာမရှိပါဘူးနိဗ္ဗာန်ပရနိဗ္ဗာန်စံပြည့်ရင်ခင်တာငါပါဆိုတဲ့အဖြစ်အပျက်ငါမျိုးဟာလည်းမဖြစ်ပြတ်တော့ပါဘူး ဒါမဲ့နေပါမှာဘာမှမရှိဘူးဆိုတာပြောရင်လုံးဝမှားလိုက်တာပဲဘာလို့ဆိုတော့ဒီမှာလည်းဘာမှမရှိဘူးလေဘာမှမရှိတယ်လို့ဒီလောကမှာဘာမှမရှိတယ်လို့နေပါမှာလည်းမရှိပါဘူးဒီလောကမှာလည်းဘာမှမဖြစ်ပေါ်လာတယ်လို့နေပါနေပါရောက်ချင်းချင်းဘယ်နေပါဆင်းချင်းချင်းလည်းဘာမှမပြည့်စုံသွားပါဘူးအဲ့ဒီဟာတဘောပေါအောင်ဒီဟာအထောက်ရပါတယ် တရားမထုတ်ဘူးဆိုလို့ရှိရင်ဒီနိဗ္ဗာန်ရဲ့သဘောကိုဘယ်လိုမှမမှန်ကန်ကန်သဘောမပေါက်နိုင်ပါဘူးတချို့ကနိဗ္ဗာန်ကိုကြောက်တယ်အော်နိဗ္ဗာန်ရောက်မယ်ဆိုလို့ရှိရင် ပြည့်စုံသွားမှာပေါ့ငါဆိုတဲ့ဟာပြည့်စုံသွားမှာပေါ့အဲ့လိုဆိုရင်တော့လုံးဝသဘောမပေါက်ဘူးနိဗ္ဗာန်မှာဘာမှမပြည့်စုံသွားပါဘူးဘာကြောင့်လဲဖြစ်ပေါ်လာတာဟာမရှိဘူးလေဖြစ်ပေါ်လာတဲ့ဟာမရှိရင်ပြည့်စုံလို့လည်းမရဘူးဒီကနာကူက ရှိပေါ်လာတဲ့ဟာဆိုတာအကုန်လုံးပညာပါပဲနော်အကယ်၍ဒီခဏကိုကဘက်တရီယာပိုးကောင်းတွေဖြစ်ပါတယ်ဗိုင်းရပ်စ်ပိုးကောင်းတွေဖြစ်ပါတယ်ဆယ်လီတွေဖြစ်ပါတယ်ကျွန်တော်တို့ကဆုံးဖြတ်ထားတဲ့ဟာတွေလည်းမဟုတ်ပါဘူးကျွန်တော်တို့ကယုံသီးယုံတွေပဲပညာအခေါ်အဝေါ်ပါပဲနော်စဉ်းစားကြည့်ပါလေမြစွာဖျားဖြစ်စေဒါမဟုတ်ဆူလာပန်တကာ ရှင်စုလကွန်တက်ကဖြစ်စီသူတို့ကရုပ်ပွားလိုက်ပြီးတော့လေဆိုကိုရဲ့ခန္ဓာကိုယ်တစ်ခုမကားသေးပဲနှစ်ခု၃ခုမြတ်စွာဘုရားကပေါင်းတစ်ထောင်ဖြစ်သွားတဲ့အခါမှာအဲ့ဒီရုပ်ကအဲ့လိုဆိုရင်ဖြစ်ပေါ်လာပြီလားမဖြစ်ပေါ်ဘူးလေတခါမှအဲ့ဒီခန္ဓာကိုယ်ကမဖြစ်ပေါ်လာဘူးကျွန်တော်တို့ရဲ့ရုပ်ကအခေါ်အဝေါ်တွေဖြစ်ပဲဖြစ်ပါတယ် ဆူလပန်ထကအရှင်ဆူလပန်ထကမထေမြတ်ကြီးကသူကယုံလေးတထောင်လုံးလိုက်ပြီးတော့အဲ့ဒီယုံလေးတထောင်ကိုပြီးတော့ပြန်ဖြောက်ဆဲလိုက်ပြီးတော့ကိုယ့်ရဲ့တကိုယ်တည်းပဲဖြစ်တဲ့အခါမှာသူကအဲ့လိုဆိုရင်ခနာကိုပေါင်း996ကို ဖြစ်စီလိုက်ပြီလားမဖြစ်စီထားဘူးလေအဲ့ဒါအကောင်အခေါ်အော်ပဲဒီခနာကိုကလည်းအခေါ်အော်ပဲနော် အမှန်ကတော့ဓာကြီးလေးပါပဲဖြစ်ပါတယ်။ဘာမှမရှိပြီးသား။ဘာမှမရသေးဘူး။ဘာမှမရှိနိုင်ဘူး။ရအောင်လဲဘယ်လောက်調査調査ရမှမဟုတ်ဘူး။ဒီလောကမှာဘာမှမရှိဘူး။ဒီလောကမှာဘာမှမရှိတယ်လို့ပဲနိဗ္ဗာန်မှာလည်းဘာမှမရှိပါဘူး။နော်။ဒီလောကမှာတော့နိဗ္ဗာန်မှာမရှိတဲ့ဟာဒီလောကမှာရှိတဲ့ဟာ တစ်ခုတော့ရှိပါတယ်ဒုက္ခအဲ့ဒီတစ်ခုတစ်ခုကတော့กว่าတယ်ဒီလောကမှာဒုက္ခဆိုတဲ့ဟာရှိပါတယ်အဲ့ဒါအမှန်တရားเนาะနိဗ္ဗာန်မှာတော့ဒုက္ခလုံးဝမရှိပါဘူးအဲ့ဒါလည်းအမှန်တရားဆိုနိဗ္ဗာန်ကအဲ့လိုပဲကျွန်တော်မှာတခြားနေရာမှာတခြားမိတင်ရှိလို့ခုသွားရမယ်အဲ့တော့ကျွန်တော်ခုနပြောထားတဲ့ဟာစင်ချင်းကြီးပါ နော်ကိုယ့်ရဲ့ဘဝမှာဘာရှိလဲဆိုပြီးတော့ဆင်းရှင်းကြည့်ပါငါမှာခန္ဓာကိုယ်ရှိပါသလားငါမှာစိတ်ဆွဲတဲ့ဟာရှိပါသလားဆိုပြီးတော့ဆင်းရှင်းကြည့်ပါနော်ငါမှာရုပ်စိတ်နဲ့ပတ်သက်တဲ့အုတ်ချုံမှုငါဆွဲတဲ့ဟာပြောလို့ရတဲ့ဓာဘုတ်တရားရှိပါသလားဆိုပြီးတော့ဆင်းရှင်းကြည့်ပါအဲ့ဒီဟာကိုဝိပဿနာလို့ခေါ်ပါတယ်နော်အဲ့တော့ဒီလိုရုပ်ရောစိတ်ရောအနိစ္စဒုက္ခအနတ္တအဖြစ်ဆင်ခြင်လိုက်တဲ့အခါမှာ ြဖြစ်ချင်းနိဗ္ဗာန်လည်းရောက်နိုင်မယ်။နိဗ္ဗာန်ရောက်လာပြီးတော့အလုံးကြီးချမ်းကြပါစေ။ဒီဘဝမှာရောနောက်ဘဝမှာရောတရားဓမ္မကိုဆင်ခြင်လိုက်ပြီးတော့ကြိုးစားအထုတ်လိုက်ပြီးတော့မြတ်စွာဘုရားရဲ့တရားတော်နဲ့အညီရှင်းချအထုတ်ပြီးရင်ကျမ်းမာနေရင်နဲ့ချမ်းသာနေရင်နဲ့ လို့ရဆန္ဒမြအားလုံးပြေဝကြပါစေဒီဘဝမှာတည်းဒါမဟုတ်ရင်အနည်းဆုံးတော့ဘဝမှာအမတ်တာအမြိုက်နေပါအောင်မြင်နိုင်ကြပါစေကုန်သည်ယေရှုနဲ့ပြေပါစေဒါလည်းသိချမ်းသာကိုကြားမှာပါရှင်ရလေးပြန်ကြည့်ရပါ